ားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်တင်ဆက်ပေးသွားမှာကတော့သမုတ်တရားတွေကအနုမြူပုံ3.8ဘီလီယံစာအပူဓာတ်ဆုပ်ယူထားတယ်လို့သိပ္ပံပညာရှင်တွေတတိပေးတယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ Nice မြို့မှာကုလသမဂ္ဂသမုတ်တရားညီလာခံစတင်ချိန်မှာတော့သိပ္ပံပညာရှင်တွေကထိုင်းလန်းစီယာတတိပေးချက်တစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။ Paris သဘောတူညီချက် Paris Agreement ကိုလက်မှတ်ထိုးပြီးကြတဲ့ကကမ္ဘာသမုတ်တရားတွေဟာအပူဓာတ်တွေအများကြီးဆုပ်ယူထားခဲ့ပြီလို့သူတို့ကနေပြောပါတယ်။ ဒါကတော့အနုမြူပုံတသက်တမခုနှစ်ဘီလီယံပေါက်ကွဲမှုကနေထွက်လာတဲ့စွမ်းအင်တွေနဲ့ညီမျှပါတယ်။ဆိုလိုတာကတော့လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းသမုတ်တရားကတစ်ဆက်ကန့်ကိုအနုမြူပုံ၅လုံးပေါက်ကွဲတဲ့စွမ်းအင်လောက်အပူတွေကိုစုပ်ယူနေတာပါ။ဒီလိုထိတ်လန့်စရာဂိတ်ကနန်းတွေကိုတော့နီလာကံမာသုတေသီတွေကမျှဝေခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီမှာနိုင်ငံတကာကိုဆက်လက်အဖွဲ့တွေကသမုတ်တရားထိန်းသိမ်းရေးအတွက်ကမ္ဘာလုံးဆိုင်ရာသဘောထူစာချုပ်တစ်ခုချမှတ်ဖို့စူးစမ်းနေကြတာပါ။ ။သိပ္ပံပညာရှင်တွေကဒီလိုမြန်မြန်ပုံနွေးလာတာကပင်လယ်ကေရစနစ်တွေမှာကြီးမားတဲ့ပြောင်းလဲမှုတွေကိုဖြစ်စေတယ်လို့အလေးထားပြီးတော့ပြောခဲ့ကြပါတယ်။ဒါရီပြင်ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာတာပင်လယ်ရေခဲတွေအများကြီးဆုံးရှုံးလာတာနဲ့ဆိုရတဲ့ပင်လယ်ရေပူလိုင်းတွေပို့ပြီးဖြစ်လာတာစတာတွေလည်းပါဝင်တယ်လို့သူတို့ကနေပြောထားပါတယ်။ New South Wales တက္ကသိုလ်ကတွဲဖက်ပအောင်ကဖြစ်တဲ့ LSS Scripter ကဆော်ယူထားတဲ့စွဲရင်ပမာဏကိုအသေးစိတ်ရှင်းပြခဲ့ပါတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်အတွင်းကမ္ဘာအပူချိန်မြင့်တက်မှုကအနုမြူပုံ3.8ဘီလီယံပောက်ကွမ်းမှုနဲ့ညီမျှတယ်လို့သူကနေပြောပါတယ်။ဒါကိုဆယ်နှစ်အတွင်းမှာရှိတဲ့စက္ကန့်အရေအတွက်နဲ့ခွဲကြည့်လိုက်ရင်တစ်စက္ကန့်ကို အနုမြူပုံ၅လုံးပောက်ကွဲတဲ့စွမ်းရည်လောင်းနဲ့ညီမျှပါတယ်လို့သူကပြောခဲ့တာပဲဖြစ်ပါတယ်ရှင်။စမားရဲ့ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။